မင်္ဂလာပါခင်ဗျာ e-squan b computer မှာကြိုဆိုပါတယ်ကျွန်တော်ကတော့နိုင်လင်းထွန်းမှာကျွန်တော်ကဒီရက်သင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word မှာစာစီစာရေးလုပ်ထားတဲ့စာတွေကိုအခြားသူတွေဝင်ပြီးတော့ပြင်နာမျိုးတွေဖြတ်တာမျိုးတွေလုပ်လို့မရအောင် protect လုပ်တဲ့နည်းကာကွယ်တဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်တခါတလေမှာကိုက Microsoft Word နဲ့စာစီစာရေးတွေလုပ်ပြီးသွားပြီးအားလုံးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့အခြားသူတွေကိုပေးပြီးတော့ဖတ်စေခြင်းနဲ့ ဝင်ပြီးတော့ကျွန်တော်တို့ကြည့်စီခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီစာတွေကိုအခြားသူတွေကပြင်သွားတာမျိုးတွေဖြတ်သွားတာမျိုးတွေဒါမှမဟုတ်သူတို့ကကြည်ရင်းနဲ့ကျွန်တော်တို့ keyboard ကနေပြီးတော့တခုခုနှိမ့်လိုက်မိတဲ့အတွက်စာတွေကကျွန်တော်တို့ပြတ်သွားတာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတယ်ဒီလိုမျိုးတွေမဖြစ်အောင်ကိုကစာတွေကိုရိုက်ပြီးသွားတဲ့အချိန်မှာ confine နေထားအလုံးပြီးစီးသွားတဲ့အချိန်မှာအခြားသူတွေဝင်ပြီးတော့ပြင်နာမျိုးဖြတ်တာမျိုးလုပ်လို့မရအောင်ကျွန်တော်တို့ protest လုပ်ထားလို့ရပါတယ်ဒါလေးတွေကိုကျွန်တော်တို့လက်တွေ့ပြပေးဖို့ရအတွက် ် Microsoft Software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Software ဖွင့်လာပြီဆိုရင်တော့ကျွန်တော်တို့နမူနာစာစီစာရေးလောက်ထားတဲ့ file လေးကိုကျွန်တော်တစ်ချက်လောက်ဖွင့်လိုက်ပါမယ်အခု DF file လေးရဆိုရင်ကျွန်တော်တို့စာစီစာရေးလောက်ထားခဲ့တဲ့ file လေးပေါ့နော်အဲ့တော့ဒီ file လေးကအလုံးပြီးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့က print ထုတ်ရုံပဲကျန်တော့တယ်ဒါကိုကျွန်တော်တို့အခြားသူတွေကိုအမှားမှန်ဝင်ပြီးတော့မှ အဲကျွန်တော်တို့ဖတ်ခိုင်းတဲ့အခါမျိုးမှာသူတို့ကဖတ်နေရင်တန်လဲနဲ့ကျွန်တော်တို့ keyboard ကနေပြီးတော့တခုခုနှိမ့်လိုက်မိတာမျိုးတွေဒါမှမဟုတ်ကျွန်တော်တို့ဖြတ်လိုက်မိတာမျိုးပြင်ပြင်မိသွားတာမျိုးတွေကျွန်တော်တို့မလုံးမိအောင်ကျွန်တော်တို့ protest လုပ်ထားခဲ့လို့ရပါတယ်ဒီလိုလေးတွေကျွန်တော်တို့ကလုပ်ဖို့ရာအတွက်ဆိုရင်တော့အခုအချိန်နေမှာကျွန်တော်တို့ဒီစာတွေကိုကာစာချကျွန်တော်တို့ bus pay နဲ့ဖြတ်တယ် delete နဲ့ဖြတ်တယ်အားလုံးကျွန်တော်တို့ကဖြတ်လို့ရနေပါသေးတယ် DSR တွေကိုကျွန်တော်တို့ကပြင်ပြီးတော့ရေးမယ်ဆိုရင်လည်း ျွန်တော်တို့ရေးလို့ရနေပါသေးတယ်။ဒါတွေကိုကျွန်တော်တို့ကပြင်နာမျိုးဖြတ်တာမျိုးတွေလုပ်လို့မရအောင်ကျွန်တော်တို့ပြုတ်လောက်ချင်တယ်ဆိုရင်တော့နီလန်းလေးနှစ်ခုနဲ့ကျွန်တော်တို့ပြုတ်လောက်လို့ရတယ်။ပထမနီလန်းလေးရတော့ကျွန်တော်တို့ဒီမှာ finance နေပြီးတော့မှ finance နေပြီးတော့မှကျွန်တော်တို့ဒီမှာ info ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပေးရပါမယ်။ finance နေပြီးတော့မှ info ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့ဒီမှာရှိနေတဲ့ကျွန်တော်တို့ protect document ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပေးရပါမယ်။ product document ဆိုတဲ့အထက်ကိုဝင်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းတရားလေးမှာကျွန်တော်တို့ဒီမှာ restrict editing ဆိုတဲ့နေရာလေးကျွန်တော်တို့ရှိပါတယ်ဒီကနေပြီးတော့လည်းကျွန်တော်တို့ဝင်ပြီးတော့ကာကွယ်လို့ရတယ်ဒီလိုမှကျွန်တော်တို့ဒီအနေအားကနေပြီးတော့ဝင်မလို့ချင်မှုဆိုရင်လည်း review တက်ထဲကနေပြီးတော့မှ restrict editing ဆိုတဲ့နေရာလေးကနေပြီးတော့လည်းကျွန်တော်တို့ဝင်ပြီးတော့မှပြုလုပ်လို့ရပါတယ်အခုဒါဆိုရင်ကျွန်တော်ဒီမှာတော့ review တက်ထဲကနေပြီးတော့မှ restrict editing ဆိုတဲ့အထက်ကိုကျွန်တော်တို့ဝင်လိုက်ပါမယ် ဝင်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ပေါက်လေးကြလာပါလိမ့်မယ်။တည့်ရက်နေရာလေးမှာကိုရိုက်ထားတဲ့စားတွေကိုကျွန်တော်တို့ကအခြားသူတွေပြင်နာမျိုးဖြတ်တာမျိုးတွေလုံးလို့မရအောင်ဆိုရင်သူကနီလာလေးနှစ်ခုနဲ့လုံးလို့ရတယ်ဆိုပြီးတော့ပြောပြထားပါဗျ။ပထမတစ်ခုကတော့ကျွန်တော်တို့ formatty restriction နဲ့ formatty restriction ဆိုတာကတော့ကိုရိုက်ထားတဲ့စားတွေမှာကျွန်တော်တို့ကပြင်လို့ဖြတ်လို့တော့ရမယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီမှာစလုံးပေါင်းဆိုင်တွေစလုံးတွေကိုဘိုးထဲတာမျိုးတွေအန်တဲလစ်လောက်တာမျိုးတွေကျွန်တော်တို့လုံးလို့မရအောင် ကန့်သက်ထားခြင်းလဲဆိုရင်တော့ formatting restriction ဆိုတဲ့နေရာလေးမှာအောက်မှာကျွန်တော်တို့က limit limit formatting ဆိုတဲ့နေရာလေးမှာအမှန်ချင်လေးကျွန်တော်တို့ကဒီမှာရှေ့မှာထည့်ပေးရပါမယ်။ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအောက်ဆုံးလေးမှာရှိနေတဲ့ yes ဆိုတာလေးကိုကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ်။ဒီရဲ့နေရာလေးမှာတော့ကျွန်တော်တို့ကိုပေးလိုတဲ့ password လေးပေးခဲ့ရမှာဖြစ်ပါတယ်။ကျွန်တော်ဒီမှာ password လေးကို1 1ဆိုပြီးတော့မှရိုက်ထည့်ခဲ့ပေးလိုက်မယ်။ okay လေးနဲ့လိုက်ပါမယ်။ ။ Okay နဲ့လိုက်တာနဲ့တပြိုင်နက်အခုလက်ရှိ DF5 တွေကစာတွေကကျွန်တော်တို့ format တွေကိုကန့်သက်ထားတာဖြစ်တဲ့အတွက်စာတွေကိုကျွန်တော်တို့ဆက်လက်လေးပြပြီးတော့မှ font color ရောင်နေသွားပြီးတော့ပြောင်းတာမျိုးတွေ၊ font size စလုံး font size အကြီးအသေးတွေပြင်တာမျိုးတွေဘိုးတွေအတန်းလစ်တွေထည့်တာမျိုးတွေကျွန်တော်တို့လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ဒီအပေါ်မှာရှိနေတဲ့ကျွန်တော်တို့ဒီမှာ clever group တွေပြီးရင်ကျွန်တော်တို့ pawn group တွေ paragraph group တွေကလည်းအလုံးမလုံးတော့ပဲねကျွန်တော်တို့မှိန်သွားတာမျိုးတွေကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့က format တွေကိုကန့်တတဲ့အပိုင်းလေးတွေဖြစ်ပါတယ်ဒီတော့သူ့ကိုကျွန်တော်တို့ကပြန်ပြီးတော့မှဖြုတ်ချင်တယ်ဆိုရင်တော့ဒီရနေရာလေးမှာ down arrow key လေးကျွန်တော်တို့ပြန်ပြီးတော့နှိပ်ပေးလိုက်မယ်ဒီလိုမှမဟုတ်ကျွန်တော်တို့ဒီမှာ review တက်ထဲကနေပြီးတော့မှ restrict edit ဆိုတဲ့အထည်ကိုကျွန်တော်တို့ပြန်ဝင်လိုက်ပါမယ် ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီအောက်ဆုံးလေးမှာရှိနေတဲ့ stock production ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်အစောနောက်ကကျွန်တော်တို့ပေးထားခဲ့တဲ့ password လေးကိုကျွန်တော်တို့ကပြန်ပြီးတော့ရိုက်ပေးမယ် okay လေးနှဲလိုက်တာနဲ့တပြိုင်နဲ့ဟောဒီမှာကျွန်တော်တို့ select လေးပေးပြီးတော့မှကျွန်တော်တို့ home tab ထဲကနေပြီးတော့ဖောက်နေပါရီအကုန်လုံးပြန်ပြီးတော့ပြင်လို့ရသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကစာရင်းကိုအခြားသူတွေကိုပြင်တော့ပြင်ခိုင်းမယ်ဒါပေမဲ့ format လေးတွေကြီးပဲ ပြင်နာမျိုးကျွန်တော်တို့မကြိုက်ဘူးဆိုရင်တော့ဒီနေရာလေးမှာကျွန်တော်တို့ကကန့်တတ်ထားခဲ့လို့ရပါတယ်ဒီတခါတော့ကျွန်တော်တို့ကစာရီကိုဖြတ်တာမျိုးတွေပြင်နာမျိုးတွေလုံးဝကျွန်တော်တို့ကလုံးလို့မရစေချင်ဘူးဆိုရင်တော့ဒီရဲ့အောက်လေးမှာရှိနေတဲ့ကျွန်တော်တို့ဒီမှာဒီနေရာလေးမှာလည်းအမှန်ချင်လေးထည့်ထားမယ်ဒီရောက်ကကျွန်တော်တို့ additive registration ဆိုတဲ့နေရာလေးမှာလည်းကျွန်တော်တို့အမှန်ချင်လေးထည့်ခဲ့ပေးလိုက်ပါမယ်နှစ်ခုလုံးကျွန်တော်တို့အမှန်ချစ်ထည့်ပြီးသွားပြီဆိုရင်တော့ဒီရောက်မှာရှိနေတဲ့ share ဆိုတာလေးကျွန်တော်တို့နှိပ်ပေးလိုက်မယ် နှိပ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာစောင်းနာရလို့ပဲကျွန်တော်တို့ password လေးကျွန်တော်တို့ကကိုကျက်တဲ့ password လေးတွေကျွန်တော်တို့ပေးခက်လိုက်လို့ရပါတယ်ပြီးရင်တော့ okay လေးနဲ့လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီစာတွေကိုကျွန်တော်တို့ကဖြတ်လို့လည်းရမှာမဟုတ်တော့ဘူးအခုဒီမှာကျွန်တော်တို့ကစာလေးချတဲ့ dustbin နဲ့ဖြတ်တဲ့လုံးဝဖြတ်လို့မရတော့ဘူးစာတွေဖြတ်ပြီးတော့ keyboard ကနေပြီးတော့ရိုက်ကြည့်လိုက်မယ်ရိုက်လို့မရတော့ဘူးဒီအောင်မှာလည်းကျွန်တော်တို့ကဒီမှာ selection တွေကို lock ထားရဲဆိုတော့ ုံစံမျိုးတွေခြိုက်လို့မရတဲ့ error တွေကျွန်တော်တို့ကြာနေမယ်ဒီအပေါ်မှာလည်းကျွန်တော်တို့က font group တွေ paragraph group တွေဒီမှာ style တွေအားလုံးကလည်းကျွန်တော်တို့အလုံးမလုံးတော့တာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီရဲ့နီးလန်းကိုသုံးပြီးတော့မှ Microsoft မှာကိုရိုက်ထားတဲ့စာတွေကိုအခြားသူတွေဝင်ပြီးတော့ပြင်နာမျိုးဖြတ်တာမျိုးတွေလုပ်လို့မရအောင်ကျွန်တော်တို့ကာကွယ်ထားလို့ရပါတယ်တို့ကျွန်တော်တို့ကပြန်ပြီးတော့ဖြုတ်ချင်နေဆိုရင်တော့ဒီအောင်လေးမှာရှိနေတဲ့ stop production ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ရုံပါပဲဒီတော့ကျွန်တော်တို့ stop production နှိပ်လိုက်ပါမယ် ကိုပေးထားတဲ့ bus ဝါလေးကျွန်တော်တို့ထည့်ပြီးတော့မှ okay လေးနှဲ့လိုက်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ကတ်ထားတာလေးတွေကကျွန်တော်တို့ပြုတ်သွားပြီးတော့မှအကုန်လုံးကျွန်တော်တို့စာရီကိုဖြတ်လို့လည်းရသွားမယ်ပြင်လို့လည်းကျွန်တော်တို့ရသွားပါလိမ့်မယ်ဒါဆိုနားလည်လောက်မယ်လို့တင်ပါတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ Microsoft Find Define လို့ကျွန်တော်တို့က lock ခဲ့ခြင်းနဲ့လောမကတ်တက်သေးတဲ့သူတွေအတွက်လည်းအဆင်ပြေအောင်ဒီရဲ့သင်ခန်းစာလေးမှာတစ်ခါတည်းကျွန်တော်သင်ပြပေးသွားပါမယ်အခုလောလောဆယ်ကျွန်တော်တို့ဒီရဲ့ Microsoft Word file ကိုကျွန်တော်တို့ပိတ်လိုက်ပါတော့မယ် ပြီးရင်ကျွန်တော်တို့ Microsoft Word software လေးကျွန်တော်တို့ပြန်ပြီးတော့ဖွင့်မယ်အစောနောက်ကကျွန်တော်တို့ file လေးကိုပြန်ပြီးတော့မှဖွင့်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီမှာကျွန်တော်တို့ကချက်ချင်းတန်းပြီးတော့ပွင့်လာတာတွေ့ရပါတယ်ဒီတော့ဒီရဲ့ Microsoft Word file လေးကိုကျွန်တော်တို့အခြားသူတွေကိုလုံးဝပေးပြီးတော့မှဖွင့်မကြည့်စေချင်တဲ့အခါမျိုးမှာဆိုရင်တော့ကိုရိုက်ထားတဲ့ Microsoft Word file တစ် file လုံးကို lock ထားခဲ့လို့ရပါတယ် Microsoft Word file တစ် file လုံးကို lock ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ file နဲ့နေပြီးတော့မှ info ဆိုတဲ့အထည်ကိုဝင်ပေးရမယ် info တဲ့နေပြီးတော့မှ protect document ဆိုတဲ့အထဲကိုဝင်ပေးရပါမယ်ကျွန်တော်တို့ microsoft word file ကို lock ခတ်ချင်တာ password ခတ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာရှိနေတဲ့ encrypted password ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပေးရပါမယ်နှိပ်ပြီးသွားပြီဆိုတဲ့တပြိုင်တည်းဒီဘောင်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်ဒီရနေရာလေးမှာကျွန်တော်တို့ကိုပေးလိုတဲ့ password လေးထည့်မယ်ကျွန်တော်ဒီမှာ password ကိုတော့လွယ်လာလေးတွေပဲပေးခဲ့မယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာကတစ်တလုံးပဲပေးခဲ့လိုက်ပါတယ် okay လေးနဲ့လိုက်မယ် re-enter password ကိုပေးထားတဲ့ဘတ်စဝါလေးကိုနောက်တစ်ခေါက်ထပ်ပြီးတော့ရိုက်ပေးလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့တစ်ဆုံပြီးတော့ရိုက်တယ်မယ်။ Okay လေးနဲ့လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ DM Microsoft File က lock up ပြီးသားလေးဖြစ်သွားပါပြီ။ lock up ပြီးသွားတဲ့အတွက်ကျွန်တော်တို့ထပ်ပြီးတော့သိမ့်ပေးလိုက်ပါမယ်။ Save စာလေးနှိပ်ခက်လိုက်မယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကလုံးနဲ့ကျွန်တော်တို့ပိတ်လိုက်ပါမယ်။ပိတ်ပြီးသွားပြီဆိုရင်တော့အဲ့ဒီ file လေးကိုကျွန်တော်တို့ပြန်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်။ ဒီရဲ့ဖိုင်လေးအစောနာလို့ကျွန်တော်တို့ချက်ချက်တန်းပြီးတော့မပွင့်တော့တဲ့အတွက်ကျွန်တော်တို့ဒီမှာ password လေးကျွန်တော်တို့တောင်းနေတာကိုတွေ့ရပါလိမ့်မယ်ဒီရဲ့ password လေးသိနေမှကျွန်တော်တို့အဲ့ဒီဖိုင်ကကျွန်တော်တို့ပွင့်မယ်အလုံးလုံးပဲပေါ့နော်ဒါကြောင့်ကျွန်တော်တို့ Microsoft Word ဖိုင်ကို local channel ဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နီလန်လေးနဲ့ကျွန်တော်တို့အသုံးပြုလို့ရပါတယ်ပြန်ပြီးတော့မှကျွန်တော်တို့ copy ထားတဲ့ password လေးထည့်မယ် okay လေးနှိမ့်လိုက်တာနဲ့တပြိုင်တည်းဟောဒီဖိုင်လေးကပြန်ပြီးတော့မှပွင့်လာမှဖြစ်ပါတယ်ဒီတော့ log ကိုကမလိုချင်တော့ပါဘူးပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်လည်း အစောနာနေရာလေးပြန်သွားပါမယ်ဖိုင်နဲ့နေပြီးတော့ info product document ဆိုတဲ့အထဲကိုဝင်မယ် and private password ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပြီးတော့ကိုပေးထားတဲ့ password လေးကိုကျွန်တော်တို့ဆက်လက်လေးမှတ်မယ် password ကိုဖြုတ်ချင်တာဖြစ်တဲ့အတွက် bus pay နဲ့ဖြတ်ခဲ့လိုက်ပါမယ် okay လေးနှိပ်ခဲ့လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုပေးထားတဲ့ password လေးကပြုတ်သွားပြီဖြစ်ပါတယ်တို့ကျွန်တော်တို့က update အနေနဲ့တင်ခဲ့ပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့စိတ်ဆိုးရလေးကိုနှိပ်ခဲ့ပေးရပါမယ်။ ဒီ file လေးမှာကျွန်တော်တို့ password ကမရှိတော့ဘူးဟောမဟုတ်သိအောင်ကျွန်တော်တို့ဒီ file လေးကိုကျွန်တော်တို့ပိတ်ပြီးတော့အစားနေပြီးတော့မှပြန်ဖွင့်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ password လေးလည်းမရှိတော့တာကိုတွေ့ရပါလိမ့်မယ်ဒီရက်သင်ခန်းစာလေးကတော့ကျွန်တော်တို့ Microsoft Word file တွေကို password ခတ်တဲ့နည်းလမ်းနဲ့ကိုရိုက်ထားတဲ့စာတွေကိုအခြားသူတွေဝင်ပြီးတော့ပြန်လို့ဖျက်လို့မရအောင်ကျွန်တော်တို့ကာကွယ်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်ဒီရက်သင်ခန်းစာလေးကအလုံးအတွက်လည်းအရန်အသုံးဝင်မယ်လို့ထင်တယ် ်လက်တွေ့လုပ်ငန်းခွင်မှာလည်းသုံးဝင်မဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုရိုင်းလေ့ကျင့်ပြီးသွားပြီကိုလည်းအမှန်တကယ် Microsoft Word မှာပြုလုပ်တတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DIY dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကို ဘလူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ